ကမ္ဘာပေါ်မှာရှိတဲ့သမုတ်တရားတွေဟာလှုပ်ဝက်နေနေမှုအများပြားကိုဖုံးကွယ်ထားပေမဲ့လည်းအမေရိကန်ဘူမိဗေဒဂျာနယ်ကထုတ်ပြန်လိုက်တဲ့စာတမ်းတစ်ခုမှာတော့အကြီးအကျယ်ဆုံးလှုပ်ဝက်နေနေမှုတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲဒါကတော့ပစိဖိတ်သမုတ်တရားနောက်တောင်ဘက်ကပင်လယ်လိုင်းလုံးတွေအောက်မှာဩစတြေးလျနိုင်ငံအရွယ်စားရဲ့သုံးပုံနှစ်ပုံခန့်ရှိတဲ့တိုက်ကြီးတစ်ခုတည်ရှိနေရပဲဖြစ်ပါတယ်။ဇီလန်တရားလို့ခေါ်တဲ့အဲ့ဒီတိုက်ကြီးရဲ့ကုန်းမြေတုပမာဏဟာစတူယန်ကီလိုမီတာ၄.၅သန်းရှိကအဲ့ဒီတိုက်ရဲ့၉၄ရာခိုင်နှုန်းဟာရေအောက်ကိုရောက်ရှိနေတာဖြစ်ပြီးအမ ြင့်ဆုံးနေရာတွေဖြစ်တဲ့နယူးဇီလန်နဲ့နယူးကယ်လီဒိုနီးယားနိုင်ငံတွေလောက်သာပင်လယ်ရေမျက်နှာပြင်အထက်မှာပေါ်ထွက်နေတာဖြစ်ပါတယ်။ဇီလန်တရားလို့ခေါ်တဲ့အဲ့ဒီတိုက်ကြီးရဲ့တပ်တန်းဟာနှစ်သန်းပေါင်းတရာလောက်ရှိနေတာဖြစ်ပေမဲ့သမုတ်တရားရေပြင်အောက်ကိုရောက်ရှိနေပြီးပေါင်းွယ်ခံထားရတာကြောင့်မကြသေးခင်ကမှရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ဗစ်တိုးရီးယားတက္ကသိုလ်ပထဝီသဘာဝပတ်ဝန်းကျင်နဲ့သိပ္ပံပညာရေးဆိုင်ရာပေါင်းပေါက်ကရူဘက်ဆူဒါလန်ကပြောပါတယ်။ဆက်လက်ပြီးအဲ့ဒီမှာသမုတ်တရားကြီးတွေရှိနေတာကဘူမိဗေဒပညာရှင်တွေအတွက်မချစ်မရဲဖြစ်စရာပါပဲ။သမုတ် တရားကြီးတွေသာမရှိဘူးဆိုရင်သမုတ်တရားကြောက်ထုတ်လာပေါ်မှာအထင်ရှားတည်ရှိနေတဲ့တိုက်ကြီးတစ်ခုနဲ့တောင်တန်းတွေကိုအလုံးကရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်မှာဖြစ်တယ်လို့နယူးဇီလန်ဘူမိဗေဒပညာရှင်နစ်မော်တီမာကဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်ဇီလန်တရားကဘာမြေတွင်ပုံရှုပ်ွယ်ရှုတရှိနေသည့်တိုင်းကြီးလိုအမည်ရတဲ့အဲဒီစာတမ်းမှာပါရှိတဲ့အချက်လက်တွေဟာအချိန်ကာလကြာမြင့်စွာတန်တရားရှိနေခဲ့တဲ့အကြောင်းအရာတွေကိုသက်သေပြနိုင်ခဲ့တာဖြစ်တယ်လို့လည်းယူဆနိုင်ပါတယ်။နယူးဇီလန် GNS သိပ္ပံသူတေသနာ Institute ရဲ့အဖွဲ့ဝင်တဦးဖြစ်တဲ့မော်တီမာက ဘူမိဗေဒပညာရှင်တွေဟာလွန်ခဲ့တဲ့အရာစုနှစ်ကလေးကနယူးဇီလန်အနီးကအတ္တန္တိတ်ကျွန်းစုမှာနှမ်းဘက်ကြောက်တွေကိုတွေ့ရှိခဲ့ပြီးနယူးကယ်လီဒိုနီးယားဒေသမှာလည်းအသွင်ပြောင်းကြောက်တွေကိုလစ်လာတွေ့ရှိခဲ့တာဖြစ်တယ်လို့ပြောပါတယ်။1950ပြည့်လွန်နှစ်တွေကလည်းအစောပိုင်းဘူမိယူဝဗေဒပညာရှင်တွေကအဲ့ဒီဒေသကကြောက်ထူလာဟာအရန်ကိုထူထပ်ပြီးအနီးနားတဝိုက်ကသမုဒ္ဒရာကျမ်းမြစ်မှာတွေ့ရှိခဲ့တဲ့ပုံမပါလွာတဲ့ကြောက်ထူလာနဲ့ဒူညီမှုရှိကြောင်းအခိုင်အမာသက်သေပြနိုင်ခဲ့တာဖြစ်ပါတယ်။1955ခုနှစ်မှာတော့ဘူမိယူဝဗေဒ ဒပညာရှင်ဘရုစ်လူယန်ဒစ်ကဇီလန်တီးယားဆိုတဲ့စကားလုံးကိုကမ္ဘာတိုင်ကြီးတစ်ခုဖြစ်သတ်မှတ်နိုင်တဲ့ဝိသေသနလက္ခဏာတွေကိုပိုင်ဆိုင်ထားတဲ့ကုန်းမြေတူအဖြစ်ဖော်ညွှန်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီဝိသေသနလက္ခဏာတွေထဲမှာဘေးဘက်လေကသမုတ်တရားကျမ်းပြင်တဲ့နှိုင်းရှင်တဲ့အမည်ငုံရှိုးတည်ရှိနေတဲ့ကြောက်ထုလွားရဲ့ဒူတဲ့နဲ့ကမ္ဘာတိုင်ကြီးတွေရဲ့ဖွဲ့စည်းပုံနဲ့ဆက်ဆက်မှုရှိတဲ့ကြောက်သားမျိုးစားတွေရှိနေတယ်ဆိုတဲ့အချက်တွေပါဝင်ပါတယ်။